ကျွန်တော်တငယ်ချင်းအေဒင်သည်စပိန်တစည်းနှင့်ကမ္ဘာလဲထွက်ခဲ့ပြီး အနောက်အာဖရိကရွာလေးတရွာတွင်ခေတ္တနာ၍မုန်းဖိုဆောက်လုပ်ခြင်းလုပ်ငန်း၌ကူညီလုပ်ကင်ခဲ့သည်သူပြန်ပြောပြသည့်အကြောင်းအရာလေးဖြစ်ပါသည်မုန်းဖိုကိုဆောက်ဖို့လနေနေတော့ကြာတယ်ငါတို့တောင်ပို့တွေကိုခြေပြီးအုပ်ဖုတ်ကြတယ်ရွာမှာနေတဲ့ကလေးတွေကလည်းနေတိုင်းလာကူညီကြတယ်ကလေးတွေအားလုံးဖက်နဲ့မပါကြဘူး ါပေမဲ့ကောင်လေးတယောက်ကတော့ခြေအိတ်တစ်ဖက်ကိုအမြဲဝစ်လာတယ်။ဖက်နဲ့မစည်းဘူးနော်ခြေအိတ်ပဲဝစ်တာ။သူ့အသက်က10နှစ်လောက်ရှိပြီ။ငါကတော့သူ့ကို ခြေအိတ်တစ်ဖက်လိုပဲခေါ်တယ်။တိကျင်စိတ်အယံများလာတာနဲ့ငါသူ့ကို မေ့ကြည့်မိတယ်။ခြေအိတ်တစ်ဖက် မင်းအမြဲဝစ်နေတဲ့ခြေအိတ်အကြောင်းငါ့ကိုပြောပြပါလား။သူကဝုန်းဝုန်းဆဆပြန်ပြောတယ်။ကျွန်တော်အမေက ညတိုင်းခြေအိတ်ကိုလျှော်ပေးတယ်။ကျွန်တော်ကနေတိုင်းဝတ်တယ်။ဟုတ်ပါပြီ။ဒါပေမဲ့ဘာလို့တစ်ဖက်တည်းဝတ်တာလဲ။ငါရဲ့အကြောင်းတောင်းတောင်းမိကွန်းကြောင့်သူအံ့အားတင့်သွားတယ်ကွ။ဒါပေမဲ့အ아야ပ아야ပြုံးလိုက်ပြီးပြန်ဖြေတယ်။ဒါကတော့ကျွန်တော်မှဒီတစ်ဖက်ပဲရှိတာကိုအခုနေခါတွင်တင်ပြိုကွဲပြက်စီခြင်း ပျက်စီးနေပါလိမ့်မယ်အလောအကိုင်းသို့မဟုတ်တင်အချစ်ရဆုံးသူကို ဆုံးရှုံးထားခြင်းဖြစ်ခြင်းဖြစ်နေပါလိမ့်မယ်တင်နာမကျန်းနေခြင်းလည်းဖြစ်နိုင်ပါတယ်ထို့အခါဘာလို့ရမှန်းမသိတော့ဘူးလို့ညင်းညူမိလိမ့်မယ်ပထမဆုံးအနေနဲ့ရောတခုတည်းသောရွေးချယ်စရာအဖြစ်နဲ့ရောတင်လုံနိုင်သည့်တခုတည်းသောအရာမှာကို့အခြေအနေကိုလက်ခံလိုက်ခြင်းသာ ဖြစ်ပါတယ် တင့်အနီးနားရှိအရာများကိုပြောင်းလဲပြည့်ရမှာတင့်အခြေအနေနှင့်ပထမဆုံးငြိမ်းချမ်းရေးရယူခြင်းပင်ဖြစ်သည် အပြစ်တင်မှုများ အပြစ်မကင်းခံစားရမှုများဒီလိုမဟုတ်ခဲ့ရင်ဟူသည့်အတွေ့များအလုံးကိုမေ့ပြစ်လိုက်ပါ တိုးတက်မှုသည်လက်ခံမှုအပေါ်တွင်မူတည်ပါသည်လက်ခံခြင်းသည်ငါဒီအတိုင်းမဲ့နေတော့မယ်ဟုအတိတ်ပဲမဆောင်ပါလက်ခံခြင်းသည် အခု ငါဒီအခြေအနေမှာရှိတယ်။ရှစ်ဆက်စူးစမ်းပြီးငါလိုချင်တာရအောင်ယူမယ်ဟုသောအားတည်းမှုမျိုး ဖြစ်ပါသည်။တင့်ကိုတင်အဝလွန်နေသူတဦးဟု စိတ်ကူးပုံဖော်ကြည့်ပါ။အောက်ဖော်ပြပါ အချက်များအတိုင်းတင်တွေးတော်သည်ဆိုပါစို့။ငါဒီလောက်မဝပါဘူး။ငါဝရာအမေကြောင့်ပေါ့။အမကငါ့ထက်ပိုဝရတယ်။ထို့အတွေးများကြောင့် ဘာများထူးလာပါသနည်းတင်ဝမျက်ဝနေမိတာတို့တော့အချားနီလန်းတစ်ခုရှိပါသေးတယ်ငါဝရယ်ငါဝဝပိန်ပိန်ငါကူငါတော့သဘောကျတယ်ဒါပေမဲ့အခုငါကီလို90ဝေးချဖို့ဆုံးဖြတ်ထားတယ်တင့်ကိုတင်အရှိအတိုင်းလက်ခံလိုက်ခြင်းဖြင့်ရှစ်ဆက်သွားနိုင်သည်ကိုတွေ့ရပြီလိမ့်မည်လက်ခံလိုက်ခြင်းသည်အရှုံးပေးခြင်းမဟုတ်ပါ လက်ခံခြင်းသည်ဘဝဤတစ်စိတ်တစ်ပိုင်းကိုအတိအမှတ်ပြုခြင်းသာဖြစ်ပါသည်လက်ခံခြင်းသည် အခြေအနေဆိုးများဘာကြောင့်ဘဝဤတစ်စိတ်တစ်ပိုင်းဖြစ်နေရသည်ကို နားမလည်တော့လေလက်ခံထွေးပိုက်ပြီးနေခြင်းဟု အတိတ်ပဲရသည်